မင်္ဂလာပါရှင်ဆရာမောင်တုံးသူရဲ့ passport မှာတညာပိုင်း16ကိုဖတ်ပြပါမယ်ရှင်နောက်ဆုံးကြတော့ကျွန်တော်တို့လူချင်းတွေရဲ့နောက်ကလေးကိုရတာပဲမဟုတ်ပါဘူးလူငယ်ကပြောတယ်မျိုးသမီးမဲမချာခင် ရောက်လာမှာပါလေပြီးတော့ကျွန်တော်မျက်နှာကိုဖက်သီးနဲ့တစ်ချက်ထိုးရင်းဒီကောင်ရဲ့တချောင်းတိုင်းမှာလက်စွပ်တွေဝတ်ထားနေလို့ထင်ရတယ်ဘယ်နဲ့လဲငါပြောတာကိုအမင်းသဘောထူတယ်မဟုတ်လားချက်ဝေး လို့ကျွန်တော်ကမေးရင်ကျွန်တော်ကနှခမ်းပေါ်ကသွေးတွေကိုလက်ခုံနဲ့တလိုက်တယ်။ခင်းနေမှာလူငယ်ပြင်ချလူတင်ရလဲရှိရင်သူတို့လည်းရက်ဝက်ရက်စားရင်းနဲ့ပဲကဲကိုလူမင်းလိမ္မာရင်တော့သူလိမ္မာပေးမှာပဲတို့လိုချင်တာသူနေရဲလိမ္မာပဲလို့လူငယ်ကထပ်ပြောတယ်ကျုပ်စီမသူလိမ့်စာမရှိဘူးလို့ကျွန်တော်ပြန်ပြောတယ်။ကျုပ်ကိုယ်ကလည်းကျုပ်မိမကိုလိုက်ရှာနေတာ ကျူတိုလင်းများလုံခဲ့တဲ့အပတ်ကရံဖြစ်ပြီးသူထွက်ပြေးတယ်။ရံဖြစ်တယ်။တော်တော်ဆိုးရကောင်းပါလား။ပြောပြောဆူဆူလူငယ်ကကျွန်တော်မျက်ခွက်ကိုလက်သေးနဲ့ပိတ်ထိုးပြန်နေ။ကဲမှတ်ပလား။အဲ့ဒါမင်းမိန်းမလေးရင်ဖြစ်လို့ထိုးတာ။ကျွန်တော်တို့သူ့ကိုတန်းစီခိုင်းရရင်ကောင်းမလားဘူကြီးလို့ဘေးနားမှာရက်နေတဲ့လူကောင်းထွက်ထွားကြည့်ရတဲ့ကတကောင်ကမေးရဲ့။မင်းလျာနဲ့တူတဲ့လူငယ်ကပြုံးနေ။တန်းစီရဲ့ဘလို့ဆိုတာသူ့ကိုရှင်းပြလိုက်မို့လားလို့ပြန်ပြောတယ်။တန်းစီရင်ဘလို့နေရဲ့ဆိုတာမင်းမသိခဲ့ဘူးလားလို့ မင်းလျာမျက်နှာနဲ့လူငယ်ကမိရဲ့မင်းလေးချစ်စကမ်းမနေဘူးတဲ့ကောင်းမေထားလေးမမတည်ဘူးလားတဲ့ကျွန်တော်မတည်ခဲ့ရမှန်ပါအဲ့ဟာငါရဲ့တီထွင်မှုပေါ့ကွာလို့သူကပြောတယ်မိရဲ့ယေဒနာတွေကိုဝါရချိုးနေသေးနေအောင်ချီထားတဲ့အတွက်သွေးတဆက်မှမထွက်ပဲအသက်ထွက်သွားနိုင်နေပြီပေါ့ပြီးရော မင်းမအောင်နိုင်အောင်မင်းပစ္စတ်ကိုပါစာမုတ်ပြေသိထိပ်ပြီးထားမယ်ဒီစကားရီကိုပြောနေချိန်မှာသူရဲ့ပြာနုရောင်မျက်လုံးစုံဟာထူးထူးဆန်းဆန်းတလက်လက်တောက်ပါနေရတွေ့ရတယ်စနားချက်တော့တွေ့ဖို့ကိုသူပတန်နေတအားဖိနေနေသူကကမိမွေးနဲ့တင်းနေရတတိထားမိရဲ့ကျွန်တော်မယုံဘူးချိန်မိပြီးခန်းနေရုံးကန်ဒီလို့ကောဘာထူးမှလဲရမှလဲမဟုတ်ဘူးအခုကိုတင်းခန်ဒီလိုက်တော့ကိုတတိကိုခေါ်ပြရမရောက်ပေဘူးလား ကျွန်တော်ကိုညှဉ်းပန်းနှိပ်စက်နေကြသူတွေအဖို့ကတော့ကျွန်တော်ရဲ့ခန္ဓာကြီးအားဆောက်သွားရင်ဝမ်းသာကြမှာပဲဒါပေမဲ့မတတ်နိုင်ဘူးနောက်တစ်ချိန်ချိန်လုံးနဲ့ရိုက်တဲ့အခါမှာကျွန်တော်လဲချသွားတဲ့ပါဇက်ကလည်းတခွန်ညီလိုက်မိရဲ့သူတို့ရဲ့ရည်တံတွေကိုလည်းကျွန်တော်ကြားလိုက်ရတယ်သူကိုတတိပြန်ရအောင်လုပ်လိုက်မို့လားလို့မင်းညာကောင်းကပြောတယ်မိုလာကသူ့ secret me နဲ့ကျွန်တော်မျက်ခုံကိုထိုးတယ် ျွန်တော်မျက်လုံးလင်းကိုမီးနဲ့ထိုးလိုက်လို့ခံစားရတယ်။ကျွန်တော်ကိုနှိပ်စက်နေတဲ့လူ၃ယောက်ကကျွန်တော်အဖြစ်ကိုချီးပြီးတအားအော်ရီကြတယ်။ထပါသားလေးရဲ့လို့မိမိရာကောင်ကအလွန်တိမ်မွေးတဲ့လေတန်းနဲ့ပြောတယ်။ကျွန်တော်တောင့်တမမမရနိုင်ဘူး။တစ်ခုလုံးရင်းရိုင်းနေတယ်။ ်မိမိအကောင်ကကျွန်တော်ကိုလက်တီးနဲ့နောက်ချိန်ထပ်ထိုးပြန်တယ်။အခုဟာပမာဏ၄ချိန်ခန်းနေပဲရှိသေးတယ်လို့သူကပြောတယ်။နောက်ပိုင်းကျရင်ဒီထက်အန်အဆရာကောင်းတဲ့ဟာလေးတွေနဲ့တွေ့ရအောင်မယ်။နောက်ထပ်တတိလက်ချိန်ဟန်မဆောင်နဲ့ကျုပ်တတိလက်ဟန်မဆောင်ဘူးလို့ကျွန်တော်ကပြန်ပြောတယ်။ကျွန်တော်နှလုံးကတိတ်ကောင်းတာမဟုတ်ဘူးနောက်တစ်ချိန်ဆိုရင်ကျုပ်ပြန်ထားနိုင်ဖို့မလွယ်ဘူးမိမိနေရာကလူဝန်နှကောင်ပဲလေကြီးရင်မတို့ချတဲ့ကသူ့နှလုံးမကောင်းဘူးလို့ပြောတယ်။မတို့သူစကားကိုယုံကြည်ရမလားကွာ။ သူကနောက်တစ်ချိန်နဲ့တီးနေထိုးပြန်နေ။ဒါမဲ့ကျွန်တော်စကားကိုသူအလေးနဲ့ပြုပုံတော့ရတယ်။သူအနေနဲ့ကျွန်တော်ကိုချောလက်ထဲအပ်တဲ့အခါတေးရလို့ပဲဖြစ်မလဲ။ဒီချက်ကိုကျွန်တော်ကလည်းမသိလို့ပဲနေပါမလဲ။မင်းလိမ့်စာကိုမှတ်မိရင်မဟုတ်လားလို့သူကမိရင်မင်းပါဆက်ထဲမှာသွားရရှိနေတော့လိမ့်စာကို ပြောရင်ကောင်းမယ်။ကျွန်မသိဘူးတကယ်မသိရ။ဟေ့မတို့ချတဲ့ကအာစာနေကြီးပါလားကွာ တနာကြရပဲနော် သူအာစာနီဆိုတာငါတို့ကလည်းပြီးတခြားလူတွေမတီးတာကတော့စိုးတကွာ သူကကျွန်တော်ကိုခြေထောက်နဲ့ကြုံကြုံပြီးကန်နေသူမောလာချင်းဒီဆက်မပြေကန်တာကျွန်တော်ကျမ်းပေါ်မှာလှိမ့်နေတယ်မျက်နှာနဲ့ဖင်ကိုအကန်မီအောင်လန်တဲ့ဖန်နဲ့ကာထားရတယ်အခုလောက်ဆိုရင်တော်တော့ပြီလို့သူကပြောတယ်ဒီကောင်ကိုမြေတိုက်ခန်းနဲ့ပို့ထားလိုက်ညစာစားပြီးမှတချီပြန်ဆမယ်နောက်ပိုင်းမှာပို့ပြီးရတာရှိရဲ့ဒီလိုဖြစ်မျိုးတွေကကျွန်တော်တွေ့ခဲ့ကြုံခဲ့ပြီးသားရပြီးသားတွေပါ ကာရီကဂျာမန်ယဉ်ကျေးမှုရဲ့စိတ်ပိုင်းတစ်ခုပဲဂျင်းစကန်မှာနေခဲ့ရတော့ကဒီလိုနှိမ့်ဆက်ညပန်းမှုတွေကိုမနာတဲ့ခံခဲ့ရဘူးပါတယ်ကျွန်တော်စီမှာစိတ်ဆေးကတော့ရှိနေတယ်သူတို့ကျွန်တော်ကိုရှာတော့ကစစ်စစ်ဆက်ဆက်မရှာတော့အစိတ်ကိုမတွေ့ကြဘူးပြီးတော့ကျွန်တော်ပေါင်းမီရှင်တွင်ပပောင်းဝတ်ထားတဲ့မုတ်စိတ်ရိတ်သားတစ်ချောင်းလေးရှိသေးတယ်။အဲ့ဒီသားကိုလည်းသူတို့မတွေ့ကြဘူးကျွန်တော်အမောင်းတို့ရဲ့မှာလဲနေတယ်။စိတ်ဓာတ်ကတော့ကြီးကျယ်ကျနေပြီ ခိုင်ခင်ရာကြီးဖြစ်သွားပေါ်စားခဲ့ကျွန်တော်ရင်ပိုင်မဲမှုကိုတွင်းနီးလိုက်တိုင်းကိုကိုကိုဒေါသဖြစ်လို့မဆုံးဘူးကျွန်တော်အဖမ်းခံရတာကိုလက်ရှိမြင်သွားတာအမှန်ပဲဒါမဲ့ဖမ်းတဲ့လူတွေဟာကက်စတာဘူစစ်ထော်လိုင်းပလိတ်တွေမှတိမသွားဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်ကိုဖမ်းတဲ့ချိန်ဟာတင်းတိပလိတ်တွေပါပါနေရမဟုတ်လားတခုခတ်တာက24နာရီတွင်းမှာကျွန်တော်ပြန်မရောက်ရင်ဟင်းလင်းကပလိတ်တွေစီကသင့်ကျွန်တော်စီရောက်လာတော့မှာ ူရောက်လာမှာပဲကျွန်တော်ကိုဘသူတွေကဖမ်းနေဆိုတော့သိမှာအဲဒီတော့မိမိအကောင်ကအဲ့ဒလူဖြစ်တဲ့အထိဆောင်းမလားကျောက်စီကိုတော့ကျွန်တော်ကိုဖမ်းမိထားပြီဆိုတဲ့တင်ချက်ချင်းပို့ကြမှာတေးကြတယ်တကယ်လို့မာစေးမျိုးမှာကျောက်ရှိရင်ဒီညကျွန်တော်စီရောက်လာမှာတေးကြတယ်ထင်းတဲ့အတိုင်းလွယ်ဘူးကျောက်မာစေးမှာရှိနေတယ်ဟင်းရဲ့ပစ္စည်းနဲ့မြင်နေတာပဲဟင်းရဲ့မျက်လုံးတွေကဟင်းလင်းကို မလေးစားပါဘူး အဲဒီညာရင်ချင်းမင်းကျော်ရောက်လာတယ်။ထုံးစံတိုင်းကျွန်တော်ကိုသူနှိမ့်ဆက်တယ်။ကျွန်တော်တတိမိသွားတော့သူတို့ကရင်းနေဝိုင်းလောင်ပြီးမြေတိုက်ခန်းနေသည့်တရွတ်တိုက်ဆွဲသွားပြီးပြန်ပို့ပေးတယ်။ခင်အားလျော်စွာပဲကျော်ကအင်းကရာကောင်ကြောသွားတဲ့ဤတွေကိုမတုံဘူး။ဒါမဲ့သူညီနေသူလည်းတော်ကြီးရေသွေးပြေးသွားပါတယ်။အဲဒီညာကတော်ကြီးညင်းတဲ့ကောင်မှကျော်တရားနောက်တစ်ခေါက်ပြန်ရောက်လာတယ်။သူဝင်လာတော့လက်ထင်းမှာခွေးချီတစ်လုံးပါလာတယ်။ ဝိချေကိုကျွန်တော်ရှေ့မှာချပီးထိုင်နေအဲဒီနေရာကျွန်တော်ဟာမကောင်းဆိုးဝါးနှကောင်ရဲ့ပေါင်းဆက်ဖွဲ့စည်းသမျှကိုမြင်ရတယ်မကောင်းဆိုးဝါးနှကောင်ကတော့အိန္ဒိယနဲ့ချောပေါ့ရက်စက်ရုံမှမူကရဖူစောင်းထိုက်တဲ့မကောင်းဆိုးဝါးတွေပါသူတို့နှကောင်ရဲ့ကြွားချမှုကိုတက်ကြည့်နေဆိုရင်မိန်းမကအဆိုးဆုံးပဲသူနှိမ့်ဆန်ညင်ပန်းတာကအဲဒီညင်ပန်းမှုတွေပေါ်မှာတာယာမှုရှိနေလို့ပဲကျောကတော့သူ့လူရင်းဆန္ဒပြေချင်လို့လို့တော့ အဲ့ဒီချိန်တွေမှာကျွန်တော်ကလည်းစိတ်ထဲကချိတ်ပြီးစီစဉ်တခုရေးဆွဲနေတယ်ကျွန်တော်ဒီအင်ကြီးခဲကလောက်အောင်လုပ်ဖို့စီစဉ်မှာကျောပြင်ရောက်လာတဲ့အခါမှာကျွန်တော်ကလောဝအူကျိုးသွားလေဟန်ဆောင်ထားတယ်တကယ်လို့သူဟာကျွန်တော်ကိုအသက်ချမ်းသာပြီးရင်ကုန်းလုံးပြောပြမယ်လို့ကျွန်တော်ကပြောတယ်သူမူရနဲ့ပြုမှုတွေကတော့သမင်းဝဝစားနေတဲ့လူမျိုးလူစားမျိုးတွေစီမာတာတွေ့ရတတ်တဲ့ပုံမျိုးပဲခုကျွန်တော်ရင်ဆိုင်နေရတဲ့ချိန်လေးမျိုးနဲ့မကြုံခဲ့ဘူးတဲ့လူတယောက်ရဲ့ ုံစံမျိုးပဲဒီမျိုးစားတွေဟာတကယ်တမ်းဒုက္ခနဲ့ရင်ဆိုင်ရတဲ့အခါတပိုင်းစီတစားစီဖြစ်သွားတတ်တာပဲကျွန်တော်လည်းသိပါရဲ့ဗျာကျွန်တော်ကကြားဖြတ်ပြောသည် ကျွန်တော်ကြားဘူးတယ်ကန်စတာဘိုရာရှိတယောက်ဟာလူတယောက်ကို တန်ချင်းချိုးနဲ့အတေရိုက်တတ်နေတယ်သူရိုက်နေတော့မှပဲသူလက်မကိုတန်ချိုးနဲ့ညှက်ပြီးတော့အလန့်လက်ကြားထားအော်တဲ့သူရိုက်နေတဲ့လူကတခေါင်းတော့မအော်ဘူးတဲ့ဇဝေကကောင်းငင်းသည်ပြီးတော့စကားကိုဆက်သည်ကျော်ကကျွန်တော်ကိုခြေထဲကန်နေပြီးတော့ပြောတယ်ဘာလဲကွာ နင်းငါစည်းစစ်နေတာလားတဲ့ငါစည်းစစ်ဖို့စူးစမ်းနေတာမဟုတ်ဘူးလို့ကျွန်တော်ကပြန်ပြောတယ်တကယ်လို့ဟင်လင်းကိုမင်းချောင်းလီပြန်ခေါ်လဲသူလိုက်မှာမဟုတ်ဘူးထွက်ပြေးမှာပဲဒါမှမဟုတ်လေသူကိုယ်သူတတ်သိမှာပဲမဟုတ်ကဟုတ်ကရီလာပြောမနေနဲ့ကွာလို့ကျော်ကဟောက်ကဲအရင်တော့ဘွားဟာအသေးပင်မရှိဖြစ်သေးပြီလို့ကျွန်တော်ကပြောတယ်သူမှကင်ဆာရောဂါရှိနေတယ်ခုလုံးမရတော့ဘူးဆိုတာသူသိနေပြီကျော်ကကျွန်တော်ကို ပြူတူပြဲတဲ့ကြည့်ရင်မင်းလိန်ပြောနေတာ ။ကဲလီမှာပါကင်စာဘော့ရှိဦးကမိမရီမှာဖြစ်တတ်တဲ့ဤရဲ့ယောဂါကြောင့်ဒီမကောင်းဖြစ်နေတာကွာ။မဟုတ်ဘူး၊သူ့မှာကင်ဆာရှိတယ်ရဲ့။စူရီမျိုးသွားပြီးပထမဆုံးချိန်ခွဲစိတ်ခံနှုန်းကလေးကတည်လာခဲ့တာ။အဲဒီတွေးစားကတော့မှတိတ်နောက်ကျနေပြီလို့ဆရာဝန်ကသူ့ကိုဒီပေးလိုက်တာ။ဘာဆရာဝန်လဲ။သူကခွဲစိတ်ကုသပေးခဲ့တဲ့ဆရာဝန်ပေါ့သူကအမှန်တည်စင်လို့အခွဲခံခဲ့ရပါပဲတော်တော်လူမစတန်နဲ့ဝက်ပါလားလို့ကျောကတော်သားတကြီးပြောတယ် ငါအဲ့ဒီဝက်ကောင်ကိုဖမ်းမယ်ဆွစ်ဇာလန်နိုင်ငံဟာလည်းနောက်တင်းဆိုရင်ငါတို့ဂျာမန်လေးလက်အောက်ရောက်မှာပဲငါကတော့ဟင်းလီကိုဂျာမနီပြန်စီချင်တယ်လို့ကျွန်တော်ကပြောတယ်သူကပြောလို့မရအောင်စဉ်းရင်းနေတယ်ဒါပေမဲ့ငါကသူ့ကိုခွာရမယ်လို့ပြောလိုက်ရင်တော့ပြန်နိုင်မယ်လို့ငါထင်တယ်မင်းစကားကရေးစရာဖြစ်နေတယ်ကွာငါသူ့ကိုခွာရမယ့်ကိစ္စကလွယ်တော့မလွယ်ဘူးငါကခွာရမယ်လို့ပြောလိုက်တာနဲ့တပြိုင်နက်သူကငါ့ကိုခါခါတီးတီးမုန်းတော့မှာ ကျောင်းရဲ့စိတ်အလုံးလုံးနေပြီဆိုတာကျွန်တော်သတိထားမိရဲ့ကျွန်တော်သူ့ရိတ်ခဲကိုအသာစောင့်ကြည့်နေတယ်။အဲဒီတော့ဘယ်လိုလုပ်မလဲလို့သူကမေးရဲ့တကယ်လို့သူ့ယောဂါကိုငါတိသွားပြီလို့ပြောလိုက်ရင်သူ့နာကူခါမကက်ချင်လောက်အောင်ဖြစ်တော့မှာပဲလို့တွေးမှာပဲအဲဒါသူ့အကြောက်ဆုံးကိစ္စပဲ ငါကသာတည်နေပြီလို့ပြောလိုက်ရင်သူကစာရင်းငါကိုခွာတော့မှတည်ကြတယ်။ကျောကစဉ်းစားနေတယ်။သူ့တွေကိုကျွန်တော်ယိမ်မိပါတယ်။သူ့ကိုကျွန်တော်ပြီးရဲ့ချမ်းချမ်းဟာကောင်းဆုံးခွင့်ရတစ်ခုဖြစ်နေရမဟုတ်လား။တကယ်လို့သူကျွန်တော်ကိုမြင်းတန်းနေဆက်ပြီးဟယ်လင်းရဲ့လိပ်စာကိုယာယူရဆိုပါဆို။ဟယ်လင်းကသူ့ကိုတည်လဲမုန်းတော့မှတည်ကြတယ်။ဒါကိုလည်းသူစဉ်းစားပြီးပါပဲ။ပြီးတော့ကျွန်တော်ကဟယ်လင်းပေါ်မှာရဲ့ရဲ့ဆက်ဆက်ခွဲလိုက်မယ်ဆိုရင် ။အလင်းကကျွန်တော်ကိုမုံမယ်။သူကကေဒီရှင်ဖြစ်နေချင်းကန်နိုင်မယ်။ကျွန်တော်အမကိုစကလေးကဒီကောင်ဒီလိုလေးလုပ်လိမ့်မယ်လို့ပြောခဲ့ရင်မဟုတ်လားလို့မေးလိုက်ရုံပဲ။ဒါရီကိုလည်းသူမတွေးဝဲပင်နေမလဲ။အလင်းပမာနေတယ်လို့ကြော်ကမေးတယ်။ကျွန်တော်ကလိမ့်စာတစ်ခုပေးလိုက်တယ်။လိမ့်စာကအမှန်မဟုတ်ဘူး။တလွဲ။အနေနေတဲ့နေရာမှာပြေးပေါက်တွေအများကြီးရှိနေတယ်လို့ကျွန်တော်ကပြောတယ်။မြေပေါ်မြေအောက်နှစ်နေရာစလုံးမှာလွတ်ပေါက်တွေရှိနေတယ်။တကယ်လို့ plate တွေလှုပ်ပြီးဖမ်းရင်တော့ handling ကိုမိပါမဟုတ်ဘူးလွတ်သွားပါပဲငါတယောက်တည်းသွားမယ်ဆိုရင်တော့သူပြေးမှာမဟုတ်ဘူးငါတယောက်တည်းသွားရင်ကောမဖြစ်ဘူးလားလို့ချောကမေးတယ်အဲ့ဒါလို့သွားရင်လည်း handling ကမိငါကိုတတ်ခဲ့ပြီလို့တထစ်ချတော့မှအဲ့ဒီကြတော့ပူဆိုးမယ်သူ့လက်ထဲမှာငါပေးထားတဲ့အစိတ်ရှိသေးတယ်ကောင်းလိုက်ရင်ဘလို့လုံးလဲအသိပင်မရှိပါဘူးကျွန်တော်ကဘာမှမပြောတော့ဘူးသူ့အဆုံးချက်ကိုပဲစောင့်နေတယ်အဲဒီတော့မင်းကဘလို့လုပ်ပေးစေချင်တယ်လဲလို့ချောခံမိတယ် ရင်ငါကိုတောက်ခွင့်ပေးပါသူကပြုံးနေသူကျွန်တော်ကိုလုံးဝတောက်ခွင့်မပေးဘူးဆိုတာကျွန်တော်သိပါတယ်။ကောင်းပြီလေလို့သူကပြောတယ်။မိငါနဲ့တူတူသွားရမယ်ဒါမှလည်းမိငါကိုတပတ်ရိုက်လို့မရပါ။ကိုရောက်တော့ဟန်နင်းကိုပြောစရာရှိရာငါရှိမှာပဲပြောကျွန်တော်ကကောင်းနေလိုက်တယ်သူကထိုင်နေရကထားရတဲ့ကဲသွားမယ်ဟိုမှာရေပုံမိုင်းကောင်းသွားမျက်နှာတစ်ပြစ်လိုက်လို့ပြောတယ်။ အာဒီကောင်ကိုခေါ်သွားမယ်လို့ကျော်ကလူဝင်နဲ့တူတဲ့ကောင်တစ်ကောင်ကိုပြောတယ်။လူဝင်ကဖြတ်ကနေလေးပြူလိုက်ပြီးကျော်ရဲ့ကားစီထိလိုက်ဖို့ပေးရဲ့။ကားရဲဝင်ငါဘီမာထိုင်းလို့ကျော်ကပြောတယ်။မင်းလန်သိရင်မဟုတ်လား။ဒီနေ့သိမဝေးဘူးကာနီဘရာဘက်ကသွားရတယ်။လေထန်ပြီးလွန်အေးတဲ့ညပေါ့။ကျွန်တော်တို့နေရာကားကိုခက်ပြင်းပြင်းပေါင်းပြီးထွက်လာခဲ့ကြတယ်။မော်တော်ကအချိန်ရောက်သွားတဲ့အခါဒါမှမဟုတ်ရက်လိုက်တဲ့အခါ ကားတွေကကျွန်တော်ခုံထွက်လို့ရမလားအဲ့ဒီတစ်ချက်ကိုတော့ကျွန်တော်မျှော်လင့်ချက်ထားနေမိရေဒါပေမဲ့ခက်တာကကျွန်တော်ဘေးကတကားကို ကျော်ကတော့ချပြီးပိတ်ထားတယ်ခေတော်မူကြပါလို့အရင်ကဖြစ်မလားဒါလည်းမဖြစ်နိုင်ဘူး။ဂျာမန်ကားသစီပေါ်ကအော်ဒန်တွေကိုကတူးကမှဝင်ပြီးဟန်တာရေးမှမဟုတ်ဘူး။ပြီးတော့လေကျွန်တော်အော်နေတော့မှကျောကကျွန်တော်ကိုတတိလက်သွားတဲ့အထိထိုးလာချိန်လာလုံးမှတေးကြတယ်။အဲဒီတော့ မင်းငါကိုမန်တိုင်းပြောရင်ကောင်းမယ်လို့ချောကလေးတန်မမနဲ့ပြောရင်မင်းနေနာပေါ်ရင်တော့ငါမင်းကိုအကြီးအကြီးခွားပြီးငေကောင်းမုံနဲ့ရောပြီးအမုတ်ချိတ်ပြမယ်။ထိုင်းကဘဝကျွန်တော်ကပြောင်းကွမြန်ဖြစ်နေတယ်။မောင်လေးမပြီးပပပဲလာနေရဲ့မြင်တဲ့တစည်းကြောင့်ချောကဘရိတ်ကိုတအားအုပ်လိုက်တယ်။ကျွန်တော်ကိုကျွန်တော်မဟန်နိုင်တော့ဘူးရှေ့ကိုခိုင်းချသွားတယ်။ကျွန်တော်ကိုယ်တိုင်းကလည်းတပင်လုလိုက်တာပါတယ်။အေကောင်လူကြောင့်နာကျင်အောင်ဆောင်းမင်းနဲ့လို့ချောကကျွန်တော်ကိုလှမ်းဟောက်တယ်ကျွန်တော်ကကိုကိုပြန်မလိုက်ပြီ ငါတတိလက်တော်မလို့ဖြစ်သွားတယ်လို့ပြန်ပြောလိုက်တယ်။ဒီတစ်ချိန်မှာတော့ကျွန်တော်လက်နှစ်ဖက်ကချိုးကိုဖြတ်လို့ရတယ်။ဒုတိယအချိန်ကားဘရိတ်ဆွဲလိုက်တဲ့အခါကျတော့ကျွန်တော်ဝတ်ထားတဲ့မုတ်ဆိပ်ရိတ်သားကိုဆမ်းမိပြီးတတိယအချိန်ကျတော့ကျွန်တော်ကောင်ဟာရှေးကလေကာမန်ကိုပြေးဆောင်နေထိုင်ကုန်မှာထိုင်မိချိန်မှာ ကျွန်တော်လက်ထဲမှာပရိဒါရောင်းနေပြီးချက်ဝတ်ဒီစကားကိုဖြတ်ကားကျွန်တော်အမောကြီးဒီနှခုရင်ချွေးတီချွေးပေါင်းများဆိုရွှဲနေသည်အဲဒီကောင်ကျွန်တော်ကိုဘယ်နည်းနဲ့မှမလွတ်ဘူးလို့ကျွန်တော်ကခိုင်မာယုံကြည်ထားတယ်ဟုကျွန်တော်အလံပြောသည်ကျွန်တော်စကားကိုခင်ဗျာယုံကြည်ပါမလားမသိဘူးဟုလည်းမဝေခွဲနိုင်သည်ဒီတန်ဖြစ်ရေရွသည်ကျွန်တော်ယုံပါတယ်ဗျာဟုကျွန်တော်ကအပြေပေးလိုက်ပါသည်ကျွန်တော်တို့က language တစ်ခုကိုချိုးဝင်လိုက်တယ်ကျွန်တော်ကဘယ်ဘက်မှာတတိထားလို့တန်ကုန်ခဲ့ပြီးအော်အော်လိုက်တယ် ။မမျောလင့်မဲ့အော်တန်ကြောက်ကြောဟာကြောင်းသွားတယ်။သူ့ကောင်ဟာဘေးဘက်ကိုဖြတ်ခနဲလှည့်သွားတဲ့ break ကိုဒါဆွဲထားတယ်။ကျွန်တော်သူ့ဘော်ကိုခုံအောင်လိုက်တယ်။ breaker ကမကြီးပါဘူးတေးသေးလေးပါ။ဒါနဲ့ဒါကသူ့လေဘေးရဲ့ဘေးတစ်ဖက်ထဲနေဝင်သွားတယ်။ကျွန်တော်ကနေဝင်သွားတဲ့ဒါကိုရှေ့ဘက်လေကြောင်းထိရောက်ဒါဆောင်ဆွဲလိုက်တယ်။ ဂျော်ယန်နန်ဘက်ကကားစတစ်ဒီအာဘီကိုလှုပ်လိုက်ပြီးသူ့တဲ့ချောင်းစီရောက်သွားတယ်။သူ့ဘေးကတကားပေါ်ကို သူ့တကောလုံးပြီးကြသွားတယ်။မော်တော်ကားကတော့လမ်ဘေးချုံပုတ်တစ်ခုကိုဝင်းဆောင်ပြီးရပ်သွားတယ်။သူ့ဘေးကတကားလေးပွင့်သွားတယ်။ ကျောင်းဟာတကားဘောက်ကနေပြီးအပြင်ဘက်ကိုထွက်ကြသွားတယ်။သူ့လေကြောင်းစီကတရှိရှိပြင်းထန်နေကြနေရတယ်။သူတွေလည်းတရဟောထွက်ကြလာနေတယ်။ကျွန်တော်ကားဘောက်ကဆင်းပြီးအတံမလဲတွေကိုနားဆွေးနေ။ကျွန်တော်ပထမဆုံးကြားနေရတာကတော့မော်တော်ကားဆက်တမ်းပဲ။ပြီးတော့ငိန်စိန်လေးနဲ့အမောင်းတူကြားကဖြတ်တန်းတိုက်ခိုင်းနေတဲ့လေးတန်။ကျွန်တော်ကြောက်ကိုတခဏဆိုင်ကြည့်ရဲ့။ပြီးတော့ဘလေးဒါကိုလိုက်ရှာရဲ။ဒါကအခိုင်ကုန်ပေးပါ ကျွန်တော်ကပြားကရကောက်ယူပြီးကြောကိုစัจကြည့်နေတယ်ကြောဟာလဲနေရာကအချိန်မီခုံထားလာပြီးကျွန်တော်ကိုရင်မူနိုင်နေမဟုတ်လားကြောရဲ့ခြေထောက်တွေတဆတ်ဆတ်လှုပ်လာမြင်ရတယ်ခဏနေတော့ငြိမ်ချသွားတယ်လုံးဝမလှုပ်တော့ဘူးလက်ထဲကပရိတ်တာကိုကျွန်တော်လှုပ်ပြလိုက်တယ်နောက်တော့ပြန်ကောက်ပြီးရေကြီးရဲ့ကိုထိုးဆိုင်ပြလိုက်တယ်ကောင်းမီတွေကိုမှိတ်ပြလိုက်ပြီးနားထက်ဆွင်နေဘာတမ်းမှမကြဘူးဒီကိစ္စပြီးရင်ဘာဆက်လုပ်မလဲဆိုတာကျွန်တော်ကြိုတင်ပြီးစဉ်းစားမထားမိဘူး ကျွန်တော်အနေနဲ့လှုပ်ရှားရှိရာကိုနည်းနည်းလုံးမှဖြစ်တော်မယ်ဒီနေ့တိုင်းစကန်တိုင်းဟာရည်ကြည်လာပြီကျောရဲ့ကိုဘောကအဝတ်တွေဆဲချုပ်ပြီးထုတ်လိုက်တယ်အဲနောက်တော့ဒုက္ခနာကိုကိုခြေတော်နှစ်ချောင်းကနေတီယိုတိုက်ဆဲပြီးခြုံလေးထိုးထည့်လိုက်တယ်ဒီနေ့ရဲ့အတွင်သူ့အလောင်းကိုတွေးကြမယ်မထင်ဘူးရက်ချသွားလို့တွေးပြန်တော့လဲယုတ်တိရဲ့ဘယ်သူဘယ်ဝါဆိုတာသိကြမှာမဟုတ်ဘူးတကယ်လို့ကျွန်တော်ဘက်ကကန်သားနေဆိုရင်ပလေးတွေကသူ့ကိုအမြင်မသိအလောင်းတလောင်းဖြစ်အစင်းသွင်းထားမှာပဲကျွန်တော် ကားစီပြန်သွားပြီးပိုက်စိတ်တိုက်စစ်စေးကြီးရဲ့ကားကတော့မပြည့်စည်ဘူးကားကုန်လမ်းမပေါ်ပြန်ပြီးမောင်းတင်လိုက်တယ်။ကားရဲ့မှာလက်ထိတ်တက်ပြီးတလက်တွေ့တယ်။ထိုင်ကုန်းနဲ့တကားပေါ်မှာတော့တွေ့တယ်။နှစ်ခုစလုံးတရီရီအုပ်ထားတာဆိုတော့တန်းစေသွားအောင်တုပ်ပြဖို့လိုမှာပါ ။နိုင်နေကြောင်းထဲမှာရည်တင်နေရှိရဲ့ကျော်ရဲ့ရှိုင်းကြီးကိုရေးဆွပြီးအားလုံးကိုပြောင်းတုပ်ပြလိုက်တယ်။နန်းနေတမီနဲ့တကားလုံးကိုရှောက်ထုတ်ကြည့်ရဲ့သွေးစာသွေးနာတွေတွေးသည်။အကုန်တုပ်ပြတဲ့။အဲဒီတော့ကျွန်တော်ကိုကျွန်တော်လည်းကြောင်းစင်သွားအောင်စေချောတုပ်တင်ပြီးကားရဲဝင်ထိုင်တယ်။ကျော်ရဲ့ခိုင်ငုံပေါ်ထိုင်ရတာဆိုတော့စိတ်ထဲမတည်ဘူး။အော့ချင်းတလူလူအန်ချင်းတလူလူဖြစ်လာတယ်။သူအမောင်တို့တွေကထွက်လာပြီးကျွန်တော်ပေါ့ခုံအောင်လိုက်မှ ဖြစ်ဆိုတဲ့အတွေးဝင်လာတယ်။ကျွန်တော်ကားကိုမောင်းထလာခဲ့တယ်။အင်းရဲ့မလန်မကန်ကဂျာလန်ဒလန်ဒင်မှာပေါ်တကားကိုထိုးထားခဲ့တယ်။မိုးကပြွာစားပြူနေပြီ။ကျွန်တော်လမ်းမကိုဖြတ်ကူးလိုက်တယ်။တက်ကိုအားရပါရတစ်ချက် ရှူလိုက်တယ်။တတိယနေ့ကျွန်တော်ငကိုလုံးထားခြင်းနေရာကိုတတိထားမိလာတယ်။ ငါးရောင်းနဲ့ဆိုင်တဆိုင်ရဲ့ပြင်ပမာရက်ပြီးပတင်းပေါင်ပြီးမှတက်ထိုင်းမှန်လေးကိုကြီးလိုက်တယ်။ကျွန်တော်မျက်နှာတစ်မျက်နှာလုံးဖူရောင်းနေတယ်။ကျွန်တော်နောက်တစ်ချိန်ထပ်ပြီးအသက်ပြင်းပြင်းရှူလိုက်တယ်။အင်းရှင်မသည်မမြင်အောင်ကျွန်တော်နီးနေကျွန်တော်အိမ်ထဲဝင်ခဲ့တယ်။ဝါကြီးကအိမ်ပေါ်ကြားနေပြီ။သူ့ပစက်ကဘာရီရောင်ပြောတည်တယ်မသိဘူး။အတန်တွေကြားနေရပြီပဲမသေးကွဲဘူး။ကျွန်တော်ကအိမ်ပြေတောက်ကြတတ်တဲ့သူမဟုတ်ဘူး။ခုလိုတောက်ကြပြီးပြန်လာတော့တန်နီယာဝင်မှာဆိုရယ်။ ကျွန်တော်မိကားပေါ်ကမြုံကတော့တက်ခဲရခန်းထဲမှာဟင်းနေမရှိဘူးကျွန်တော်အိယာကိုငီးကြည့်တင်မိရပြီးတော့အဝတ်ပြီးတော့ကိုဖွင့်ကြည့်ရအဲဒီမှာမိအောင်မြင်တော့စာဝါငကလေးရတေးဆိုတယ်ကျောင်းကလည်းပရင်းပေါက်ထိဆင်းလာပြီးခံကလေးကိုစိုက်ကြည့်နေတယ်ကျွန်တော်ခဏတော့ထိုင်နေသေးတယ်နောက်တော့ screen ရဲ့ခန်းကိုသွားပြီးတကားကိုဒါလေးခေါလိုက်တယ်သူချက်ချင်းမိနှိုးလာတယ်စပေးဒုက္ခတွေတွေဟာအလွန်အိပ်ဆက်ကြတယ်ခမားသူစီကအတန်ထွက်လာတယ်ပြီးတော့ကျွန်တော်ကိုစိုက်ကြည့်ပြီးနှုတ်ဆက်သွားတယ်ကျွန်တော် မိမနဲ့မတွေ့ဘူးလားလို့ကျွန်တော်ကမေးတယ်။သူကကောင်းကားပြရတယ်။သူပြင်းသွားတယ်။တနားကြီးလောက်ရှိသွားပြီ။ခုထက်ဒီကိုပြင်မရောက်သေးဘူး။ဖရာဖရာသူကကျွန်တော်ကိုအလက်တကြားကြည့်ရဲ့ဖရာဖရာလို့ကျွန်တော်ကကပ်ပြီးရေရွလိုက်မိရဲ့သူကမဖမ်းကြပါစေနဲ့သူထွက်သွားတာမကြသေးဘူးမဟုတ်လားကြားတော့မကြသေးပါဘူးလို့လက်ရှမင်းကအထပ်ပြောတယ်ခမရဘာဖြစ်လာတာလဲလို့လက်ရှမင်းကနှမ်းမိတယ် သူတို့ကစက်တဲ့ပလေးလားဂက်စတာဘိုးတွေပြီးတော့ပြီးသွားပြီကဲခမရပြန်ရေးတော့အများမမာနေရေဆိုတော့ဂက်စတာဘိုးတွေတည်လားသူတို့တည်နေရင်ကျွန်တော်ဒီကိုပဲပြန်လာမလဲဗျာမုံမလေးရင်ကျွန်တော် လက်သွားပြီပေါ့အနာနေရောဖလက်ရှ်မင်းဟာစိတ်ပတိနဲ့ဘုရားသခင်ဘုံတော်တချို့လှမ်းပေးရဒါရီဆောင်းသွားပါဗျာတခါတလေအန်အားစရာကောင်းလာအောင်ကူညီရတတ်ပါတယ်ဒါရီကပုံဟန်မင်းကြီးကိုယ်တိုင်ကောင်းချီးမင်္ဂလာပြုပေးထားတဲ့ဟာရီဗျာတကယ်ဟုတ်ရဲ့လားဗျာသူကပြုံးနေ အင်မတန်ချုံမြအလှပါရပြုံးမှာကဲလူဒီပစ္စည်းတွေကကျွန်တော်တို့ခမားတို့ကိုကဲတင်နေဆိုရင်ဒီပစ္စည်းတွေဟာဘုရားသခင်ကိုယ်တိုင်ကကောင်းချီးမင်္ဂလာပြုပေးထားလို့ပေါ့ဗျာကဲသွားပြီးတော့ချက်ဝဲကျွန်တော်ခဲလေးပြတ်သွားပြီးပစ္စည်းတွေတိတ်နေကျွန်တော်ရင်ထဲမှာဟာနေတဲ့အနေရဲ့ပြီးတော့အန်ဆွဲတွေကစာအုပ်တို့တွေ့ရမာစီစာစာလိုက်တစ်စိမ့်နဲ့ရောက်လာတဲ့စာတွေပါကျွန်တော်ဘာမှတွေးတော်မနေတော့ဘူးစာ ထုတ်ကိုသူ့လက်အိတ်ထဲထည့်လိုက်တယ်ကျွန်တော်ပါရီမာနေတော့ကဝယ်ပြီးခဲ့တဲ့ညဝစ်စုံကိုလည်းအိတ်ထဲထည့်လိုက်တယ်ပြီးတော့ခြေအခွက်နာမှာထိုင်ပြီးရေပုံပိုင်းကိုဖွင့်ချလိုက်တယ်မိနဲ့အရှုခံခဲ့ရတဲ့လက်သေးတွေက နာလိုက်တာလုံးမယ်အသက်တောင်ကောက်ကောက်မရှူတိုင်းတော့အောင်မယ်လန်လန်ကမိုးရိပ်ရိဆူရွှဲနေတဲ့ခေါမိုးလေးကိုချီတင်ပြီးတယ်။ဘာကူမှတွေးလို့ပြရဘူး။နောက်ဆုံးမှာတော့ကျွန်တော်ခင်းလေးရဲ့ခြေတန်းကြားရတယ်။ ။အင်မတန်ငှပချုံမောတဲ့တေးရင်မတကောင်လေးတူနေတဲ့ဟင်းလင်းဟာတကားဝါမရက်နေတယ်။ရှင်ဘာရီလုံနေတာလေလို့သူကမေးတယ်။သူဘာမှမသိသေးဟိုင်မတူဘူး။တခုခုဖြစ်လာသလား။ဘာဖြစ်လာသလဲ။မောင်တို့မဆေးကထွက်မသွားလို့မဖြစ်တော့ဉာဏ်ဆုံးထွက်မှဖြစ်တော့မယ်။ကျော်လာကျွန်တော်ကအကောင်းငိမ့်လိုက်တယ်။ကျွန်တော်အနေနဲ့ဖြစ်သမျှကိုကိုယ်ပွင့်ပြောရင်းနည်းနည်းတော့သာပြောမယ်လို့ဆုံးဖြတ်ထားပြီးပြီ။ ဘာလို့သူတို့ဘာတွေလုံလွတ်လိုက်ကြသလဲလို့သူက ထိတ်လန့်ကြမိပြီးကျွန်တော်နာကပ်လာတယ်သူတို့ကမောက်ကိုခံသွားကြတယ်အောင်ပြဲပြီးထွက်ပြေးလာတယ်မောက်ကိုသူတို့လိုက်မရှာပဲမနေဘူးရှာကြမှာခင်းနေတို့ပြေးသွားကြမယ်စပိန်ကိုဘလူးသွားမလဲမော်တော်ကားနဲ့ရောင်းနိုင်သမျှခီးသွားမယ်ခွင့်ပြင်းပြန်လုံနိုင်မလားသူကညနာတစ်ချက်ရှုံးလိုက်တယ်မင်းနာနေပြန်ပြီလားကျွန်တော်ကဘေးရဲ့သူကကောင်းကြီးပြတယ်မင်းမဆေးရောရှိသေးရဲ့လားတိတ်ညံ့ဆဆမရှိတော့ဘူးထဝယ်တော့ပေါ့ကွယ် အနေကိုခဏလောက်ချိန်ပေးပါလို့သူကပြောတယ်။ကျွန်တော်စိတ်ညံလမ်းမှာရက်နေတယ်။ပြီးတစ်ပတ်တစ်ချက်ကတကားရင်းမဟာတဟာပွင့်လာတယ်။ပြီးတော့ချောင်းကြီးနေကြတယ်။မျက်လုံးတွေမျက်လုံးတစ်လုံးနဲ့သာရှိရဲ့ညနာတွေပေါ့။လက်ရှိကဒီကအတိုင်းနှံကောင်တကောင်သွားသလိုလေးဘက်သွားပြီးတက်လာတယ်။ကျွန်တော်လက်ထဲကိုကိုညက်ဒပလင်းထိုးသေးပြီးရယ်ကျွန်တော်ကနေရာမနဲ့ဒီဇိုင်းမော်လိုက်တယ်။ရှိသေးရင်နောက်ထပ်ဒပလင်းနောက်ရောင်းနိုင်မလားလို့ကျွန်တော်ကမေးရယ် ဒီမယောင်ွေကျွန်တော်မငွေများကြီးရှိပါရဲ့ယူပါပထမဆုံးကတော့ကျွန်တော်အနေနဲ့ကြောရဲ့လက်ဆွဲကိုယူလာဖို့စိတ်ပကူးခဲ့ဦးဒါပေမဲ့ချက်ချင်းပဲစိတ်ကပြောင်းသွားလို့ယူလာခဲ့တယ်အိတ်ထဲမှာငွေတော်တော်များများပါလာတာတွေ့ရတယ်ပြီးတော့သူနိုင်ငံကူးလက်မှတ်စာအုပ်ရဲ့အနေနဲ့ကျွန်တော်တို့ရဲ့နိုင်ငံကူးလက်မှတ်စာအုပ်တွေရဲ့အားလုံးပါလာတယ်ကျွန်တော်ကြောရဲ့ဝစ်စာတွေကိုကြောက်ခဲတလုံးနဲ့ဆွဲချပြီးတပတ်စိတ်မှာရေးရေးပြချခဲ့ပြီးပြီး အဲဒီနောက်ကျောရဲ့နိုင်ငံကူးလက်မှတ်ကိုလက်ဒိတမီနဲ့ထိုးပြီးစစ်စစ်ဆက်ကြည့်ရင်ပြီးတော့ green go yes ရဲ့ခန်းကိုသွားပြီးသူ့ကိုနှိုးရင်ကျောရဲ့စာအုပ်ထဲမှာကျွန်တော်တပ်ပုံကြောင်းကပ်ပေးနိုင်မလားလို့ကျွန်တော်ကမေးရင်ပထမတော့သူကတိတ်ချောက်ပြီးမလုပ်ပေးနိုင်ဘူးလို့ကြောက်ကန်ညင်နေတယ် သူကစပေးဒုက္ခသည်တွေကိုနိုင်ငံကူးလက်မှတ်အတူလုပ်နေတဲ့လူပဲအတူထုတ်တဲ့နေရာမှာတော့ဘုရားသခင်တတော်စိတ်ဆက်သေးချပြီးစိတ်ချရတဲ့လူတယောက်ပါဒါမဲ့ဂက်စတာဘိုရာရှိတယောက်ရဲ့နိုင်ငံကူးလက်မှတ်ကိုသူတစ်ချိန်တစ်ခါမှမတွေ့ဘူးမမြင်ဘူးတော့လဲလမ်းပေမပေါ့ ကျွန်တော်ကသူ့ကိုနားလည်အောင်ပြောပြရဲပချီကားတစ်ချက်မှာပချီဆရာလက်မှတ်ထိုးသလိုလက်မှတ်ထိုးပေးနေရတာမဟုတ်ပါဘူးမကြောက်ပါနဲ့ဒီလက်မှတ်အတွက်တာဝန်ရှိမယ့်လူကကျွန်တော်ပါသူ့လုပ်ပေးတာကိုလည်းဘယ်သူမှ မသိစီရပါဘူးစသဖြင့်ပြောပြလိုက်တော့သူသဘောပေါက်လာတယ်သူတို့ကခင်ဗျားကိုနှိမ့်ဆက်ရင်ဘယ်လိုလုပ်မလဲတဲ့ကျွန်တော်ကကျွန်တော်လက်တွေနဲ့မျက်နာပေါ်ကတရားတွေကိုပြလိုက်တယ်။အခုတနာရီတွင်ကျွန်တော်ဝေးရကိုသွားရတော့မှာပါ။စပေးတုတ်ကလည်းတယောက်နေနဲ့ဒီမျက်နာမျိုးနဲ့သာခီးသွားရင်10မိုင်တော့ပေါက်မှာမဟုတ်ဘူး။ ကျွန်တော်ကအခုချက်ချင်းပြည်သက်သေးကထောက်မှဖြစ်ပါဒီနိုင်ငံကုလမတ်ဟာကျွန်တော်အတွက်ကောင်းဆုံးနေ့တစ်ခုတည်းတော့ထောက်ပေါက်ဖြစ်နေပါတယ်ဒါကြောင့်ကျွန်တော်ကိုကူညီပါရောပါဟောဒီမှာကျွန်တော်ရဲ့နိုင်ငံကုလမတ်တပ်ပုံကို copy ထည့်ရိုက်ပြီး Castable ရဲ့နိုင်ငံကုလမတ်မှာပြောင်းကပ်ပေးပါလို့တောင်းတမှန်မှန်ပြောတယ်နောက်ဆုံးမှာတော့ Rico Yes ကလုတ်ပေးဖို့သဘောတူလိုက်တယ် လန့်ရှ်ဘင်းကကောညက်ဒဗလင်ထပ်ယူလာတယ်ကျွန်တော်ကဝေရှင်းဘေဘီခန်းလေးကိုပြန်လာခဲ့တဲ့ဟယ်လင်ဟာကတင်ပေးကစွဲနာမှာယက်နေတယ်သူ့စာအုပ်ထည့်ထားတဲ့အန်ဆွဲကတော့ပွင့်လို့သူကအန်ဆွဲကိုတအားကုန်စောက်ပိတ်လိုက်တယ်ဒီလောက်ကိုကြောလောက်တာပဲလားလို့သူကမေးတယ်ဟုတ်တယ်ဟင်းငါကြောကိုကျင်းဆဲပြီးပရင်ပေါစီကိုတော့တော်တကြီးရှောက်သွားတယ်။ကျောင်းကလန့်ပြီးထွက်ပြေးရင်ငါကကျုပ်ကမှန်တွေကိုဆဲပွင့်လိုက်တယ်။ကျောကိုထပ်ပြီးကျင်းဆဲတယ်။ ကျွန်တော်ကသူ့လက်တွေကိုဆွဲပြီးခေါ်လာတယ်။မောင်တို့တွားကြမှာဖြစ်မယ်။ကျွန်တော်တို့လေကားပေါ်ကဆင်းနေကြတဲ့တကားပေါက်တွေကမျက်လုံးတွေဟာကျွန်တော်တို့ကိုလိုက်ကြည့်နေကြတယ်။တန်တန်ရှားရတယ်။အေးချဝစ်ကျော်ဘွေးယူမသွားနဲ့။ပရိကကျော်ဘွေးဆိုရင်မျက်စိရှင်တတ်တယ်။ကျွန်တော်စီပေါင်းတီတုလက်ဆွဲတဲ့တာတလုံးရှိရဲဝယ်သွားမလား။ဈေးပေါပေါနဲ့ပေးလိုက်မယ်။ကျေးဇူးတင်ပါတယ်လို့ကျွန်တော်ကပြန်ပြောလိုက်တယ်။ကျွန်တော်မှလက်ဆွဲတက်တာမလိုပါဘူးကျွန်တော်မှလိုနေတာကံပဲကျွန်တော်တို့ဘုရားသခင်စီကဆူတောင်းနေပါမယ် ဲလင်းကရှေးကသွားတယ်။တကားဝတစ်ခုအောင်မှမိုးခုံနေတဲ့လမ်းသွားလမ်းလာတယောက်ကဟင်းလင်းကိုမိုးရင်ကြီးရဲ့ရှောက်သွားမနေဘူးနဲ့အိမ်ကျန်မှုလမ်းပြောနေတဲ့ကိုကျွန်တော်ကြားနေရတယ်။ဤတစ်ဝက်လောက်တော့ဒီကားကပို့ပေးနိုင်မှာပါ။ဂိတ်တက်အမောင်တို့ကြီးစိုးနေတော့မယ်။မိုးဆက်တွေဟာဒီကားမှန်ပေါ်မှာစပပြည့်စီစဉ်နေကြတယ်။တကယ်လို့ကားပြချိန်ရင်းခုံပေါ်မှာသွေးဆက်တွေရှိနေရင်လည်းမိုးရေကတော့ဆေးပေးနေတဲ့အတွက်ကြောင်စင်သွားရောပေါ့လို့ကျွန်တော်တွေးမိတယ်။ ဂရီကိုယက်နေရဲ့အိမ်နဲ့မလန်မကန်တနေရာရောက်တော့ကျွန်တော်ကားကိုထိုးရလိုက်။အားရောင်းနဲ့ဆိုင်ရှိဝင်ပေါက်ကိုလက်ညှိုးထိုးပြပြီးအိမ်နေရာကခဏရက်ဆောင်နေတော့လို့ဟဲလင်းကိုပြောတယ်။ဟဲလင်းကကားရေကထိုင်ဆောင်လို့မဖြစ်ဘူးလား။မဖြစ်ဘူး။တရားရောက်မြင်သွားရင်ဖောက်သေးဆောင်ရဲ့မိန်းမလို့ထင်သွားမယ်။မမကြပါဘူး။ခုပြန်လာမှာပါ။ဂရီကိုရက်ကလောက်ရှားရှိရာလောက်ပြီးနေပြီ။သူ့ကြောက်စိတ်ကို သူ့ရဲ့အမှုပညာမန်မာနာတွေကလှမ်းမိုးသွားပြီး ျွန်တော်တွေ့ရတဲ့ခက်ခဲတကူကယူနီဖောင်းပြလို့သူကပြောတယ်။ညာတဲ့ပုံကအရဝင်းနေမဟုတ်လား။ဒါကြောင့်ကျွန်တော်သူ့ခေါင်းကိုဖျက်ပြလိုက်ရတယ်။သူ့အနေနဲ့ကြောရဲ့ပုံကိုဖျက်ဟင်းညှင်းဟဲလုပ်ခဲ့ရတယ်။ကြောရဲ့ခေါင်းနဲ့လေပင်းကိုဖျက်ပြီးယူနီဖောင်းကိုကျွန်တော်ပုံကဲရတယ်။ပြီးတော့မှပေါက်ဆက်ထားတဲ့ပုံကိုတပ်ပုံရယူရဲကျွန်တော်ရောက်သွားချိန်မှာအလုံးပြီးစီးလို့အစင်သစ်ဖြစ်နေပြီ။ဒီစိတ်တွေကလည်းတကယ်စတိုင်းပဲ။သူတို့ကတိတ်ပြီးစစ်စစ်ဆက်ဆက်တီတီကြကြအကြည့်ကြမယ်ဆိုရင်တော့လေပေါ်ခြင်းပေါ်ပါပေါ့ဗျာ အဲ့ဒါလို့မဟုတ်ရင်တော့ကျွန်တော်အာမခဲနေရော့ဟော်ဒီမှာခမားရဲ့နိုင်ငံကူလင်မဆောင်အဟောင်းဘာမှမဖြစ်ဘူးသူ့အတိုင်းပဲ Grigoras ကလမ်းမနှစောင်းလုံးကျွန်တော်ကိုပြန်ပြီးရေပြီးတော့ခွာယူထားတဲ့ကြောရဲ့ဓာတ်ပုံလေကားကပြန်စင်းလာမှကြောရဲ့ဓာတ်ပုံလေးကိုကျွန်တော်ဆုပ်ပြစ်လိုက်တယ်စားရရီကိုလုံးချိတ်ပြီးမိုးရေတွေနဲ့စီစင်းနေတဲ့ရေမြောင်းလေးလှုပ်ပြခဲ့ငလင်းကကျွန်တော်ကိုစောင့်ကြိုနေတယ်ကျွန်တော်တက်စီချင်းလေးကိုကြည့်ရင်တိုင်ကြီးနဲ့ပြေးပဲဒီတက်စီနဲ့သားဆိုရင် နေဆက်ကိုကောင်းကောင်းဖြတ်တိုင်းမှာတည်ကြရဲကားထဲမှာနေဆက် ဖြစ်ကားဖြတ်ကူးခွင့်ဆောင်ရွက်လဲပါတယ်ဆောင်ရွက်ကိုကြည့်လိုက်တော့နှစ်ချိန်ချက်ကူတာတွေ့ရတယ်ပြီးတော့မြေပုံတစ်ချက်လည်းဒီစုံနဲ့ဥရောပမော်တော်ကားခီးလန်းပြပြေပုံတို့ကိုလည်းတွေ့ရတယ်ကျွန်တော်တို့မူရည်ထဲမှာပဲကားကိုမောင်းလာခဲ့တယ်မူလေးမှုနိုင်နေနေတော့လိုသေးတယ်ကျွန်တော်ကတော့ပပင်နန်စီကိုဦးတည်ထားတယ်နင်းအောင်ဝင်လာချိန်ထိတော့လမ်းမကြီးအတိုင်းပဲကားကိုမောင်းသွားမယ်လို့ကျွန်တော်စုံချက်ထားပြီးပြီးအလီမောင်းပြရအောင်မလားလို့ခင်နေကမေးတယ်မောင်းလက်တွေကနာနေသေးတယ်မဟုတ်လားမြေမောင်းနိုင်လို့လား မင်းမအိမ်မမအေးရသေးပဲဖြစ်ပါမလားဘာသူလဲမောင်ကောအေးရသေးလို့လားကျွန်တော်သူ့ကိုလမ်းကြည့်ရေး ECD ငင်းနေတာတွေ့ရတယ်မင်းကောချင်တော့မလားမတော့ချင်ဘူးကော်ဖီရတဲ့နေရာအထိအေးလီမောင်းပေးပင်လေကျွန်တော်ကအကုန်ကြီးနေတဲ့ကကောညက်ပလီကိုထုတ်ပေးတဲ့သူကကောင်းပါရဲ့နောက်ကြမှာတော့မင်းတို့အလုံးကြီးညက်သိမ့်ခွေးလေးတန်းနဲ့ပြောတယ် အောင်ဒီလိုအိလိုက်လေးဟေလင်းတို့ကားကိုတယောက်တည်းစီမောင်းသွားကြတာပေါ့ဟေလင်းဟာကျွန်တော်ထပ်ပိုးပြီးကားမောင်းချက်ချင်းနဲ့ခဏကြာတော့သူစီကအချင်းဆိုတဲ့ကြားရတယ်ကားဆက်တန်နဲ့သူရဲ့တချင်းတန်းဟာကျွန်တော်ကိုချော်သိမ့်နေတယ်လို့ပဲကျွန်တော်တေးအိတ်တင်တာမှန်မယ်ဒါမဲ့ကျွန်တော်မအိပ်ဘူးမုံမိုင်းမိုင်းဖြစ်နေတဲ့တော်ပိုင်းဒေသကိုကျွန်တော်တို့ချက်တန်းလာခဲ့ကြတယ်ကာမီတွေကိုလည်းအာကုန်ဖွင့်ထားတယ်မောင်းချပြီးသွားလိုက်ရမယ်ဆိုတဲ့တောင်းပြချက်ကိုဥပိ္ပခါပြုလာခဲ့ကြတယ်မောင်သူကိုတပ်ပြခဲ့သလား ရုတ်တရက်မေးလိုက်တဲ့ဟယ်လီယန်မင်းကိုအင်းမတက်ရင်မဖြစ်တော့လို့လားဟုတ်တယ်ကျွန်တော်တို့ကားကိုဆက်မောင်းလာခဲ့ရကျွန်တော်လမ်းမကြီးကိုဝင်ပေါ်လာတယ်ပြပြက်ခဲ့သမျှအရာအားလုံးဟာကျွန်တော်စိတ်ထဲမှာမျောပါလာနေကြတယ်ကျွန်တော်အိတ်ကျော်သွားရေပြန်လို့လာချိန်မှာမုတ်တိတ်နေပြီဝိုးလေးတို့မနက်ခင်းဖြစ်နေပြီကဆက်တန်ဟာမြည်နေတော့မယ်ဟယ်လင်ကတော့စတီယာဘီကိုကိုင်းလို့အားလုံးကကျွန်တော်တို့အိမ်မက်လို့ဖြစ်နေရမောင်မီးကိုပြောခဲ့သမျှတွေဟာအမှန်တွေမဟုတ်ဘူးလို့ကျွန်တော်ကပြောတယ် ဟင်းလင်းသီးတယ်လို့သူကပြန်ပြောတယ်အဲ့ဒါတခြားလူတယောက်ပါလို့ပြောတော့သူကဟင်းလင်းသီးပါတယ်တဲ့သူကျွန်တော်ကိုတော့ ကြည့်ဘူး။နေချက်မရောက်ခင်ချက်တန်းရမယ်နောက်ဆုံးမျိုးပါဟင်းလင်းဒွတ်စပိန်နိုင်ငံဝင်ခွင့်ဗီဇာရအောင်လူမေလူကျွန်တော်ဆုံးဖြတ်ထားတဲ့ကောင်းစီဝင်ယုံရင်ပြပမှာရှိနေတဲ့လူအုပ်ကဖြစ်ချောက်ကမဲလီလီပဲ။ခုနဆိုရင်ပလိတ်တွေဟာပျောက်ဆုံးနေတဲ့မော်တော်ကားကိုမျက်စိရှာနေလောက်ပြီးလို့ကျွန်တော်ထင်တယ်။ဒါပေမဲ့မတက်နိုင်ဘူးဒီရောက်လာမှတော့စဉ်းစားကြည့်ရတော့မှာပဲ။ကျောင်းရနိုင်ကူလက်မှတ်ကတော့စပိန်ဗီဇာရှိနေပြီးသား။ကျွန်တော်ကားကိုခပ်ပြပြမဝင်လာခဲ့ရတယ်။ကားမှာတက်ထားတဲ့ဂျာမန်မော်တော်ကားလိုင်စင်ပလိပြားကိုမြင်တော့လူအုပ်ဟာ ဘေးကို share သွားတယ်ကျွန်တော်တို့ကသွားလာအောင်လမ်းဖိပေးကြတာပဲတချို့စစ်ဘေးဒုက္ခသည်တွေကကြောင်းလန်တကြားထွက်ပြေးကုန်တယ်အမုံလန်းထေချာကဖြတ်ပြီးကောင်းစစ်ဝီယုံဝင်ပေါ့ရှိကိုကျွန်တော်တို့ရောက်လာကြတယ်ပလိတယောက်ကကျွန်တော်ကိုစီးပြီးလေးပြူတယ်ကျွန်တော်ကခရီးမထားတဲ့ဟန်မူယာနဲ့ပြန်အလေးပြူပြီးယုံထဲကိုဝင်ခဲ့တယ်ပလိကတယုတသေးလမ်းဖိပေးတယ်နင်းဟာတလေးတစားဆက်ဆံခံရတဲ့လူသက်သမားပါလားလို့ကျွန်တော်တွေးမိတယ် နော်နိုင်ငံကူလမ်းမစာအုပ်ထုတ်ပြလိုက်တဲ့အချိန်မှာပဲအင်းလေးရဲ့ဗီဇာကျွန်တော်လက်ထဲရောက်လာတယ်။လက်ထောက်ကောင်စစ်ဝင်ကကျွန်တော်မျက်နှာကိုပေါ်ကြည့်ရင်ကျွန်တော်လက်တွေကိုတော့သူမမြင်နိုင်ဘူး။ခေါဆောင်လေးဆိုတော့ကျွန်တော်လက်တွေကိုလက်ဤဆွထားတာကိုကျွန်တော်ရုပ်ခင်းနေကပြန်ထွက်လာခဲ့တယ်။ကားရဲ့ဘေးပပလေးမှလူမရှိတော့ဘူး။ကားနာခံနေမှာတော့အသက်17နှစ်17နှစ်အရွယ်ကလေးတယောက်ထိုင်နေတာတွေ့ရတယ်။သူချီရတာကြောက်လင်တကြားဖြစ်နေတယ်။ကားဖိုင်ကူနောက်မှာ ပုတ်ကွေးပြီးထိုင်နေတာပါဇက်ကုန်းလုံးတစ်ဖက်နဲ့အုပ်ထားတယ်။ကျွန်တော်မြင်ရတာတော့သူ့မျက်လုံးဆုံးပဲ။ဟန်နီတို့ဒီကလေးကိုခေါ်သွားရအောင်လေ။ဟန်နီကစီပြောတယ်။ဘာကြောင့်လဲ။သူ့မှာတရားဝင်စာရွက်စာရင်းလေးရှိခဲ့နောက်နေရဆိုရင်တပ်တန်းကုန်းတော်မှာတကယ်လို့ပလိကဖမ်းမီဇာမလီကိုပြန်ပို့မှာကျွန်တော်ရှယ်ရင်ကြီးအောက်ကြောပြင်မှာချွေးသေးတာတယ်။ဟန်နီကတော့ဒီချိန်အေးဆေးရဲ့ညနေသားနဲ့ကျွန်တော်ကိုကြည်နေတယ်။ဆရာမောင်တို့ရဲ့ Let's form our dinner by 16 go ဖတ်ပြလို့ပြီးပါပြီရှင်။ ဆုံးခဲ့အားစင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်